ုဘောဆုံးမခြင်းအပိုင်း27မှာဘုန်းကြီးရေးထားတဲ့စာစုလေးကအတိတ်မှာဘာဖြစ်ခဲ့ဖြစ်ခဲ့ကြံခဲ့တာတော့ကြံခဲ့ပြီပေါ့ပြီးခဲ့တာတွေနဲ့ပတ်သက်လို့အမှန်တရားကိုမှန်ထားပြီးနှလုံးသားမှာအမုန်းပွားရင်အရှုံးများတာလည်းကိုယ်ပဲဖြစ်မှာပေါ့ခံစားနေလည်းရံများတာပဲလေတရားရုပ်ကိုမုန်းလိုက်လို့ကိုယ်လည်းအကျိုးရှိသူလည်းအကျိုးရှိသွားမယ်ဆိုရင်တော့မုန်းသိရင်မုန်းရမှာပေါ့မုန်းဆိုတာအကျိုးရှိဖို့တဲ့ အရှုံးကိုပဲဖြစ်စေတာမဟုတ်လားတရားဝင်နဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ်တခုနဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ်သိပြီးခံစားနေရတဲ့ဘလို့မှကိုဖြည့်ဖြောက်လို့မရအောင်မကျင်မနှက်ချက်တွေများနေရတဲ့ဆိုရင်ကိုဘကပဲအပြီးဖြတ်လိုက်ပေါ့တန်တရာအဆက်ဆိုတာကိုဖြတ်မှပြန်ပါလေဘာတိကြောင့်ပဲဖြစ်ဖြစ်ကိုမကျင်နှက်လို့ကိုဘကပြန်တုံ့ပြန်ရင်လည်းတန်တရာကရှင်းနေကြအောင်မှဆိုတော့ညံ့ညံ့မကျင်နှက်လေလေမြန်မြန်ဖြတ်နိုင်အောင်ကြိုးစားလေဆိုရင် ဆုံးသတ်လဲမြန်မာပဲပေါ့ဒါကြောင့်ဖြစ်ပြီးခဲ့တဲ့ကိစ္စတွေမှာဘယ်သူကြောင့်ဘာကြောင့်ဆိုတဲ့လက်ညှိုးတွေကိုပေးဖယ်ဘဝတန္တရာခီးမှာ အကျွေးတွေမတည်ကျင်တော့ဘူးဆိုရင်ကိုကစပြီးတော့ဖျက်လိုက်ပါအပြစ်တွေလည်းမတည်အချစ်တွေလည်းမလွယ်တော့ပဲတန္တရာခီးဒီဘဝမှာပဲအပြီးထလို့အဆက်မှန်တယ်မြဖျက်လိုက်ကြဖို့ပဲပေါ့တန္တရာအဆက်ဖျက်ဖို့ပါပဲဘုရားဘာသာရေးမှာအကြောင်းကြောင့်အကျိုးဖြစ်တာရှိသလို့ ဒိတ်အနာကပစ္စုပန်ဆိုတဲ့ဒီကာလသုံးပါးအလည်းပဲဟောရဘာသာဝင်တယောက်အတွက်ကကာလကိုပယ်လို့မရဘူးကာလကိုပယ်ရင် तू ကဒိဋ္ဌိအယူမမှန်တော့ကာလလည်းမပယ်ရဘူးအကြောင်းအကျိုးကိုလည်းပယ်လို့မရဘူးအကြောင်းအကျိုးပယ်ရင်လည်းပဲ तू ကနတ္တိကဒိဋ္ဌိဆိုပြီးတော့ဘာမှမရှိဘူးဆိုတဲ့အယူဝါဒရဖြစ်တဲ့အတွက်ကြောင့်တမာဒိဋ္ဌိဖြစ်တော့သတ္တဘောတွေမှာအတိတ်အတိတ်အကြောင်းတရားတွေကြောင့် လူတယောက်နဲ့ပတ်သက်တယောက်နဲ့ပတ်သက်ပြီးတော့တစ်ခုနဲ့ပတ်သက်ပြီးတော့အတွေ့ကိုဆွေးပြီးတော့ပူဆွေးနေရတဲ့သူတွေရှိတယ်။နာဂတ်ကိုတွေးပြီးတော့ဆွေးနေရတဲ့သူတွေရှိတယ်။အတိတ်နာဂတ်ပစ္စုပန်ဒီကာလ၃ပါးမှာအဓိကကြဆုံးကပစ္စုပန်ကာလ present life ပဲဒီဘဝနဲ့ပြောမစင်။နောက်အနာဂတ်ဘဝတွေဘာဖြစ်မယ်ဆိုတာမသိဘူး။အတိတ်ဘဝတွေဘာဖြစ်ခဲ့ဆိုတာမသိဘူး။ပစ္စုပန်ဘဝတွေဒါလည်းရင်ဒီကြဆုံးနဲ့မှန်ကန်ဆုံးဖြစ်တည်ဆုံးဘဝ။ဆိုတော့ အတိတ်ကိုလည်းတွေးပြီးတော့ဆွေးနေလို့မရတာအနာဂတ်ကိုမျှော်မှန်းပြီးတော့လဲဝေဝါးနေလို့ဦးဆွေးနေလို့တော့ကဖြစ်နေဖို့မဟုတ်ဘူးပစ္စုပန်တဲ့တဲ့ကိုရှုပြီးတော့ပစ္စုပန်ဒီဘဝရဲ့ဒီဖန်တီးမှုအနာဂတ်ဘဝဖန်တီးမှုရဲ့အားလုံးရဲ့မိမ့်မယ်ဆိုတော့အတိတ်တည်းကဘာတွေဖြစ်ခဲ့ဆိုတော့ကိုမသိရဲ့အတွေ့အကြုံအတိတ်အကြောင်းတရားတွေကိုတားရရှောက်တွေးပြီးတော့ဦးဆွေးတော့ကဖြစ်နေမဲ့အစားပစ္စုပန်တဲ့တဲ့မှာအနာဂတ်ကိုဘယ်လိုပုံဖော်မလဲဒါကအရေးကြီးတယ် ဒီလိုပဲ episode မှာဘဝမှာလည်းပဲသူကအတိတ်ဆိုတာကဘဝနဲ့ချီပြီးဝေးတဲ့အတိတ်ဆိုရှိတယ်လို့ episode မှာဘဝမှာလည်းပဲအနည်းဆုံးအတိတ်ဆိုတာရှိတယ်။အနည်းဆုံးအတိတ်ဆိုတာကမနည်းရဟာဒီအနည်းဆုံးအတိတ်ဆိုတော့ကြံခဲ့တယ်ကြံခဲ့တဲ့အချိန်တိုင်းချိန်ရတယ်အနည်းဆုံးအတိတ်အနည်းဆုံးအတိတ်ဟိုးဝေးကြီးအတိတ်ဘဝတွေကိုမတွေးနဲ့အောင် episode မှာအနည်းဆုံးဘဝမှာပဲကြည့်လိုက်အောင် episode မှာဒီဘဝမှာပဲကိုသိနိုင်တဲ့အတိတ်တွေကကောင်းတဲ့အတိတ်နဲ့မကောင်းတဲ့အတိတ် လူတွေတော်တော်များများကအတိတ်ကိုတွေးပြီးတော့ကိုဆွေးနေရဲဆိုတာကမကောင်းတာတွေတွေးလို့ဖြစ်ကြတာလူတော်တော်များများကောင်းတဲ့အတွေးဆိုရင်တိတ်မတွေးကြဘူးအတိတ်အတွေးကိုမကောင်းတဲ့အတွေးကိုပို့ပြီးတော့ပို့မကောင်းတဲ့အတိတ်အတွေးကိုတွေးပြီးတော့ဆွေးနေပြီးတော့ကိုဆွေးတော့ကဖြစ်နေကြရယ်အနာဂတ်မှာအဲ့အတွေးတွေပါတစ်ခါတည်းယူသွားတော့ဒီတိတ်ရဲ့တည့်ရောက်မှုကအနာဂတ်ဒီဘဝဒီပါပါသွားတာဆိုတော့တချို့ကလူတယောက်ကိုခွင့်မလွတ်နိုင်ဘူးလူတယောက်ကိုမုန်းတယ် ဒဇုံတရားကိုမုံတယ်ဒဇုံတစ်ခုကိုမုံအဲ့မုံနေဆိုတာကြီးကထက်ခတ်တကမုံရင်းမုံနေအတိတ်အမုံတရားတွေကတန်တရာအထိပါသွားတော့တချို့ဆိုရင်အဲ့အမုံတရားနဲ့စုတွေတောင်းရင်တောင်းနေအမုံကြောင့်တန်တရာတွေရှိတာခုမုံလာပြီမတွေ့ကျင်တော့ဘူးမစုံကျင်တော့ဘူးဆိုရင်နောင်တန်တရာလည်းမစုံကျင်တော့ဘယ်တော့မှမစုံကျင်တော့ကြက်ကြက်မုံနေရင်ကြက်ကြက်မုံနေရင်သူ့ကိုဘယ်တော့မှမစုံကျင်တဲ့အတွက်ကြောင့်တန်တရာလည်းမစုံကြက်ကြက်မုံလာရင်ကိုကကိုကဖြတ်ပလိုက်တယ် တန်တရာကိုကိုကဖြတ်ပလိုက်မှသူနဲ့မဆုံတော့ကြက်ကြက်မုန်းလို့ကြက်ကြက်ဟိုစုတွေတောင်းကြက်ကြက်ဒုက္ခတွေဖြစ်အောင်ကိုကဆန္ဒတွေရှင်းအဲ့ဒီအမုန်းကပို့ပြီးတော့တန်တရာရှည်ပြီးနောက်အနာဂတ်ထိပါသွားတော့တာတိတ်ပြီးတော့မုန်းရင်မျက်မျက်နှာဖြတ်ပလိုက်အဲရောစင်ဆိုတာကရှစ်လို့တွေ့တဲ့တန်ရောစင်ရှိတယ်လို့မုန်းလို့တွေ့လို့တန်ရောစင်နဲ့ရှိတယ်လူတွေမှာတန်ရောစင်လို့ပြောရင်ချစ်တာကိုပဲတန်ရောစင်လို့ထင်တယ်အမှန်ကမုန်းနေတာလေတန်ရောစင်ပဋိကတန်ရောစင်ဆိုတော့ ချစ်တဲ့လူကိုထက်ကထက်ကသတိရနေမုန်းတဲ့လူကိုလည်းထက်ကထက်ကသတိရနာအမုန်းတန်ရောဆိုတော့အပြာရောက်ကိုတာရင်မုန်းနေစင်တာဘုန်းကြီးတို့တာတန်ရောစင်ရှိလို့မုန်းနေတယ်တန်ရောစင်ရှိလို့မုန်းနေတာအဲ့တော့အမုန်းတန်ရောစင်နဲ့ဖြတ်ပလိုက်မှာကြက်ကြက်မုန်းနေရင်ကြက်ကြက်မဆုံခြင်းလေလေကိုယ့်ဘက်ကပို့ပြီးတော့အမြန်ဖြတ်ပလိုက်မြန်မြန်ဖြတ်နိုင်မှမြန်မြန်ပြတ်သွားတာတခါကမဖြတ်နိုင်တော့အမုန်းတရားနဲ့အာကာဒရေထားပြီးစုတွေတောင်းရစုတွေတောင်းရအဲ့ဒီတန်တရားကသူကလည်းတောင်းဟိုကလည်းတောင်းတော့တန်တရားရှိစာတည်းစား ဘုရားဘာသာတော်တော်များများကဘာလေးပဲလုပ်လို့ဆုတောင်းတာတော့ဝါသနာပါကြဆုတောင်းတာကဝါသနာပါရတမိစားဘောကလည်းဆုတောင်းလိုက်တော့အိုးတခါတခါကုသိုလ်လုပ်တာနဲ့နဲ့တောင်းလိုက်တဲ့ဆုရဤကုသိုလ်ကောင်းများပါဖျားပါလို့ညာဖျားပါလို့ဤနာမည်တော်ဆောက်အိုးပြောတောင်းလိုက်တာဆိုတော့တောင်းတဲ့အခါကျတော့ကုသိုလ်ကောင်းမြတ်သဘောကလည်းပဲအကျိုးပေးတန်ရင်တော့ပြီးတော့ပြီးမှာပဲဒါပေမဲ့ပြီးရမယ်လမ်းကနေသွေးဖယ်ပြီးတော့တဏှာနဲ့သွားပြီးတောင်းလိုက်တော့အဲတောင်းတဲ့အတိုင်းဖြစ်တာအကျိုးတမိစားဘောကဆိုရင် လူဓာလေးနဲ့နဲ့နဲ့ဤကုသိုလ်ကောင်းမှညာဖြစ်လျက်ဘဝတိုင်းဘဝတိုင်းလူဖြစ်ရင်လည်းအတူတူနဲ့ဖြစ်ရင်လည်းအတူတူဒါမျိုးဆိုတာနော်ရုပ်စောအစုံဟိုငှက်ပစ်တာတော့တခိုင်းနဲ့နားပြရစီတော့ဒီလိုဆွတ်တောင်းလိုက်တော့ကုသိုလ်ကောင်းမှကဘဝနဲ့သူအကျိုးပေးရမယ်အောင်ကိုကအဲ့တဏှာနဲ့ချီပြီးတော့ငှက်ဘဝကိုတောင်းယူလိုက်သလိုဖြစ်တော့ငှက်ဘဝမှာအတူတူသွားဖြစ်ရတော့တခိုင်းနဲ့သွားတော့နားရတယ်ရက်ွက်တဲ့လေးကွာနဲ့ပြတဲ့ကောင်းနဲ့သွားတိုးတော့အဲ့တခိုင်းနဲ့လည်းပြုတ်ကြဆိုတော့ဆွတ်တောင်းနေမှားလို့တန်တရားတွေကရှည်ပြီးတော့တန်တရားတွေက ကျွတ်နိုင်လာဖြစ်တဲ့အတွက်ကြောင့်လူတွေမှာတောင်းနေဖြစ်ပါလေဖြစ်ပြရစီညာလေးဖြစ်ပြရစီတောင်းကြ။ဘုန်းကြီးကတော့ဆွတောင်းတဲ့အထက်မှာအဲ့ဒီဖြစ်ပြရစီလို့ဆွတောင်းတာတယ်မဖြစ်ပြရစီနဲ့ဆွတောင်းနေဆွတောင်းနေတော့ကိုကြိုက်တယ်။လူတိုင်းကဖြစ်ပါစီလို့ဆွတောင်းနေတဲ့ခြားထဲမှာမဖြစ်ပါစီနဲ့လို့ဆွတောင်းနေသူတော်ကောင်းကြီးတပါးဘုန်းကြီးကဆတ်ဆတ်တော်ထဲမှာဖတ်ဘူးတယ်။အဲ့ဒါကန္နဆတ်ဆာကန္နဆာတက်ကလေ။ကန္နဆတ်ဆာဘုရားလောင်းကန္နရဲ့တေဘဝ။ဘုရားလောင်းကန္နရဲ့တေဘဝက ကာဏဆိုတဲ့စကားလုံးကပါဠိစကားလုံးမြန်မာလိုဆိုရင်တော့အမဲလို့အဓိပ္ပာယ်ရတအားမဲနေတဲ့အတွက်ရောအသားမဲတဲ့အတွက်ရောကာဏယသိလို့လူတွေကခေါ်တာညာလောင်းယသိကအသားမဲတယ်အသားမဲတယ်ဆိုတော့ဘုရားအားလေးတခါစဉ်းစားကြည့်လူတွေကအသားမဲတယ်အသားမဲတယ်လို့ပြောတာလို့တကယ်တမ်းကျတော့အသားမဲတာမဟုတ်ဘူးအေးပြားမဲတာပါအသားပြူတာမဟုတ်အေးပြားပြူတာအသားပေါ်မှာအေးပြားဖုံးတာအေးပြားကိုခွာခြင်းအသားမဲတဲ့အသားပြူတယ်ဆိုတာရှိတော့ဆိုတော့ လောကလောကဝဟောရာအသားမဲ့တယ်လို့ပြောပြီးမှအမှန်ကတော့အရေးပြားမဲ့တာအရေးပြားမဲ့တော့အကန္နယတေကလည်းအရေးပြားမဲ့တာဒါပေမဲ့ဘုရားလောင်းကန္နယတေအသားမဲ့တဲ့ယတေဆိုတော့အဲ့လိုကန္နယတေခေါ်ရင်ခေါ်ရင်တဲ့ဒီနေ့တော့ကုသိုလ်ကောင်းမှုတွေပါရမီမြောက်အောင်အားထုတ်ရင်းနဲ့ညာမင်းရဲ့ကြောက်ဖြာပူလာတာကန္နယတေရဲ့စွန့်အားနဲ့ညာမင်းကြောက်ဖြာပူလာတော့ညာမင်းကလည်းလူပြည်မှာကြောက်ဖြာပူရင်ကြောက်ဖြာသူ့ကြောက်ဖြာပူလာရင်သူကလူပြည်လှန့်လန့်ကြဘယ်သူများငါနေရလူမလဲ လူတွေမပြောတဲ့တကြားလည်းနေရာပြောင်းမှကြောက်တယ်နော်။အဝါတမစ်စတီကတိတ်ကြောက်စရာကောင်း။လူတွေတော့ကိုယ့်နေရာပြောင်းမှမပြောနဲ့။ကိုယ်စိုးရိမ်တာမပြောနဲ့။တရားမင်းတော်မှနေပြရနေတော့အော်သူ့နေရာလေးပြောင်းပါဆိုတော့တောက်ကြောက်ဖြာပူလိုက်ရင်အောက်ကိုဆက်လန့်ကြည့်ရဘူးသူပါလုံနေတယ်။အဲ့တော့ကန္နရဲ့ပေကုသိုလ်ကောင်းမယ်လို့တဲ့ချင်းတရားမင်းကလူပြေနဲ့ပြေလိုက်ကြည့်တော့လက်ပြေကြောက်ပြဘူးလားလူပြေလိုက်ကြည့်ဟာဘူးတူနေလဲဆိုကန္နရဲ့ပေဖြစ် ဘယ်နိုင်သေးပြီတော့ဒီရင်သိဘာတွေတောင်းလို့ဘာစုတွေတောင်းလို့ဘာတွေလိုချင်လို့ဒီလောက်ကုသိုလ်ကောင်းဝင်လုပ်နိုင်မှာမသိသွားစုံစမ်းအောင်ပဲပြုပြင်ဆင်းလာပြီကာဏယတိကာဏယတိခေါ်တော့သူကဗမာလိုဆိုရင်ယတိမဲကြီးပေါ့ဒီနေ့ခေတ်စကားလည်းဟဲ့ကလာယတိနေမှာဆိုယတိမဲကြီးလို့ခေါ်တော့ဘုရားတော်ကပြန်ပြီးတော့ပြောတယ်ကာဏယတိကတရားမင်းကနကံတော်တဆတာဟောတိအန်တော်တာတော်ဟိဗေမနောယသမင်ပါပါနိကံမာနေတဝေကံတော်သူစံပတိဒီစကားလေး သုဇံပတိသုဇံပတိအမိရတဲ့တရားမင်းနဲ့တသတာအရေးအပြင်ကံတော်မဲညင်ရုံနဲ့နတ်ကံတော်အမဲလို့ပြောလို့မရဘူး။ရေပြားမဲုံနဲ့အမဲလို့ငါလာမခေါ်နဲ့တဲ့။အန်တော်သာရဟိပြမနောအတွင်းကဖြူနေပြမနာပါပဲ။နှလုံးသားဖြူနေအဲ့ဒါမြင့်မြတ်တဲ့ပုဂ္ဂိုလ်ပဲတဲ့။ယတမေပါပါနိကံမာနိယတမေအချင်းပုဂ္ဂိုလ်၌ပါပါနိကံမာနိမကောင်းတဲ့အကုသကံတွေရှိနေတယ်။တတမေ ထိုးမကောင်းမှုရှိနေတဲ့ပုဂ္ဂိုလ်ကလည်းတဝေစင်စစ်ကံတော့အမဲလို့ပြောတာပါအာဟုတုရိနဲ့ပြည့်နေနေတဲ့ပုဂ္ဂိုလ်ကလည်းတကယ်တမ်းကျတော့အမဲလို့ခေါ်ရတာတဲ့အသားမဲယုံနဲ့အမဲလို့မပြောရဘူးတဲ့ဆိုတော့ဘုရားအလောင်းကကံနာရည်ပြန်ပြန်ပြောညာမြန်ကောင်းပါဘူးကောင်းပါရင်မခေါ်တဲ့ဆိုတော့မခေါ်ပါဘူးဒါပေမဲ့ရှင်ရတိကံနာရည်ကုသကောင်းမှုတွေတော့အများကြီးလုပ်နေတာပါစုရိမန်တောင်းလို့လေ။ဘာရိမန်လူချင်းလို့လေ။သူကသိကျင်တာသူ့နေရာနဲ့လူမလား။သူ့နေရာတောင်းတဲ့စဉ်မြန်ပါမလားလို့ ဖះလောင်းကန္နာရဲ့တိမေးတာတရားမီးတော့မှဖះလောင်းကပြန်ပြောတယ်။ဈာမင်းရေဘယ်သင်ပေးတော့တာဖြစ်ရမယ်တဲ့။ငါတောင်းတဲ့စုရဲရတော့စုလေးမျိုးတော့တောင်းတယ်တဲ့။အာစုရိလေးမျိုးတောင်းလဲစဉ်သူနေကောတံသူနေဒောတံနေလောပံဟုတ်တိမတ္တနောတိနေယမဘိကင်ခာမိအတေမစ္စတူရောဝရေဇာမင်းရဲ့ငါတောင်းတဲ့စုလေးမျိုးဟာတဲ့သူနေကောတံဖြစ်လျက်ဘဝတိုင်းဘဝတိုင်း ကောဒဆိုတဲ့အမျက်မထွက်ပြရစေနဲ့ကိုရီးယားဘာလို့ဖြစ်ပြရစေလို့စွတ်တောင်းနေတဲ့ကြားထဲမှာဖျားလောင်ကန်တာရဲ့ပဲတောင်းတာကမဖြစ်ပြရစေနဲ့သူတို့အတူတူပဲဒါပေမဲ့ဖြစ်အောင်စွတ်တောင်းသူနေကောဒန်းဖြစ်လျက်ဘဝတိုင်းဘဝတိုင်းကောဒဆိုတဲ့အမျက်မထွက်ပြရစေနဲ့တော့အမျက်မထွက်ကျင်တော့ဘူးအမျက်ဆိုတာကပါဠိလိုကောဒမြန်မာလိုဆိုရင်အမျက်မရပင်ခန္ဓာမြက်အမျက်ဆိုတာဘာလဲဆိုတော့ ဆူးလေးတွေဆူတဲ့အခါမှာချင်းမထိတ်ဖြစ်လက်မထိတ်ဆူးဆူးတဲ့အခါမှာ HD လက်ထိတ်လေးကိုလက်ကလေးနဲ့ပုတ်ကြည့်မြင့်တက်တယ်လေးဖြစ်နေတဲ့သဘောအဲ့ဒါအမျက်လို့ပြောတယ်ပါလိမ့်လက်တွေ့ဘဝရဲ့မှာတယောက်နဲ့ပတ်သက်ပြီးတော့တစ်ခုနဲ့ပတ်သက်ပြီးရင်ထဲမှာမချင်းမချမ်းဖြစ်နေတဲ့သဘောပြောတော့မပြောဘူးတယောက်တည်းခံစားနေရင်ထဲမှာမချင်းမနှက်ဖြစ်နေတယ်ငါတလောက်လုပ်ပေးတာငါ့ကိုဒီလိုပြောရတယ်ဆိုတော့တစင်စကားလေးနဲ့ခံစားနေရတဲ့သဘောအဲ့ဒါကိုခေါ်တာပေါ့အနည်းအားဖြင့်ဒီနေ့ခေတ်စကားနဲ့ပြောအစာမကြေတာစာမကြေတာတွေကိုခေါ်တာလို့ ဆိုအဲ့စာမချီတာလေးမျာ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 းလိုက်သူကမချီတဲ့ချက်လေးတွေစူး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 ထိုင်တော့အညိုတည်တယ်နောက်ဆုံးမခံနိုင်တော့ပောက်ပွဲသွားတာဒေါသအစင်ရောက်သွားဆိုတော့ကောဒါဆိုတာဒေါသအသေးစားလေးငါတဲ့ဖြစ်လျက်ဘဝတိုင်းပေါ်အဲ့ဒီအမျက်လေးတွေမဖြစ်ချင်တော့ဘူးအဲ့စုတောင်းကမဆုတောင်းနေတရားမင်းငါကောင်းပါပြီဒါလည်းကောင်းပါနဲ့သူသူ့နေရာမထီတော့ဝမ်းသာวะတရားကောင်းပြီနောက်တဲ့စုပါစုတောင်းပြီလေသူနေဒေါ်တန်းနဲ့ ဖြစ်နေရဘဝတိုင်းဘဝတိုင်းဒေါသလည်းမထွက်ပြရစေနဲ့တို့ဖြစ်ပြရလို့စုမတောင်းကာဏယတိကဒေါသမထွက်ချင်တော့ဘူးတဲ့ဒေါသမထွက်ပြရစေတော့နဲ့ဒီလိုစုလေးပဲတောင်းပါတယ်ဟာသူတွေကဒေါသအလျောက်တောင်းလိုက်ကြတာเนาะစုတရားပဲဘုန်းတော်ကုသိုလ်ရှင်တော်ကောင်းနေကုသိုလ်ရှင်ကြီးရဲ့တဘာဝဒေါသကြီးတော့ဒေါသအလျောက်ဟိုအညုတ်တဲ့အာဃာတန်တောင်းလိုက်တဲ့စုရီကလည်းငါနောက်ဘွားတို့ပြန်နိုင်ရပါလို့ငါနောက်ဘွားတို့ပြန်နိုင် နိုင်ရွာပါလို့စသဖြင့်ဒေါသကိုအကြောင်းပြပြီးတော့အညှို့တေးတွေနဲ့သူကဘာလို့ရပါလို့ညာလို့ရပါလို့သူ့လေးတားတောင်းတဲ့အခါကျအဲ့ဒေါသအလျောက်ပို့ပြီးတော့တန်နေရရှိတာဘုရားလောင်းတန်နိုင်တဲ့အဲ့လိုမတောင်းတော့သူနေဒေါသဖြစ်လျက်ဘဝတိုင်းဘဝတိုင်းဒေါသမဖြစ်ပြရစေနဲ့တော့ဒေါသရဲ့အတိတ်နဲ့ကိုသူကောင်းမှုတည်သွားဒေါသကပူရာကိုတဲ့ဒေါသကဖြစ်ရင်ဖြစ်တဲ့သူကိုပူတယ်ပြီးပဝင်းခြင်းကိုပူတယ်ဒေါသနဲ့မေတ္တာကအဲ့ဒါဆက်ကျင်ပဲ အခါတခါကျစိတ်ဆိုးတာသူများကိုစိတ်ဆိုးတာတရားကိုစိတ်ဆိုးတာသာသမီကိုစိတ်ဆိုးတာတပည့်ကိုစိတ်ဆိုးတာတငယ်ချင်းကိုစိတ်ဆိုးတာအထက်ကလူကြီးကိုစိတ်ဆိုးတာအောက်ကလူငယ်ကိုစိတ်ဆိုးတာဆိုးတာကတော့ဒေါသသူ့ကိုစိတ်ဆိုးလိုက်တာမပူတာကကိုကပူတာအာဝစီရဆိုးတာကသူများကိုဆိုးတာဒေါသကဒေါသထွက်တာသူများကိုထွက်တာဒေါသဖြစ်တာသူများကိုဖြစ်တယ်ရလိုက်တာခံစားတာကိုကခံစားရတာဒေါသကထွက်တာသူများကိုထွက်တာ ကိုကခံစားရတယ်။ပြီးရင်ကိုကြည့်သူများမှခံတော့တာနှစ်ပွက်လုံးပို့တာပဲ။မေတ္တာကြတာစက်ညင်ပဲ။မေတ္တာပို့တာသူများကိုပို့တာ။ကိုတို့တို့ဘေးရန်ကင်းပါပြီ။ကိုစင်းညင်ကင်းပါဆယ်စင်းကင်းပါလေ။ဘေးရောမေရောစတဲ့ဖြင့်ကိုနဲ့ပတ်သက်တဲ့ဆက်ဆက်ဆက်နွယ်ရာတွေအကုန်လုံးကိုပို့လိုက်တာကတော့မေတ္တာရဲ့သူများကိုပို့လိုက်တာ။သူများကိုပို့လိုက်တဲ့မေတ္တာသူတို့ရောက်တာမရောက်တာအတားတာ။ကိုကတော့အရင်ကြီးအေးသွားတာ။မေတ္တာကသူများကိုပို့တာညတော့ကိုရတယ်။သူလည်းရတယ်။ ဒေါသကသူများကိုထွက်ထားခံစားတော့ကိုခံစားရတယ်သူလည်းခံစားရတယ်ဒီဒေါသရဲ့သဘောတွေသိနေတော့အဲအလောင်းကဏ္ဍရဲ့တင်ဒေါသမထွက်ခြင်းတော့ဒေါသမထွက်ခြင်းတဲ့အတွက်ကြောင့်ဆူတောင်းနေငါတခြားဆူတော့မတောင်းဘူးလေသူ့နေဒေါသဖြစ်လျက်ဘဝတိုင်းဘဝတိုင်းဒေါသမထွက်ခြင်းတော့ तू ကတက်ကြက်မုန်းနေလေသူ့ရဲ့တန်ត្រာကို तू အတူဖြတ်ပလိုက်တော့တာသူများကိုတန်ပြအရှိမခံတော့ကိုကတရားရုပ်ကိုမကျင်တတ်တော့ဘူးမကြိုက်တော့ဘူးဘလို့မှမစုံညင်တော့ဘူးဆိုရင်ကိုကအရင်ဖြတ်ပလိုက်တာ ဆိုတော့အဲ့လိုမျိုးလုပ်လိုက်တော့တန်မြာမရှိတော့ဟာကောင်းတာပဲတဲ့ဒီဆူတောင်းလေးနဲ့စကြမင်းအဲ့တော့တပါဆူလေးတောင်းတယ်နေလောဘဥတီမတ်တနောတဲ့ငါကားတဲ့တတရဆူတောင်းတာလောဘအကြီးစားကြီးတွေမဖြစ်ချင်တော့ဝိသမလောဘမတရားလူကြီးနဲ့လောဘတွေမရှိပြရစေနဲ့ဒီလိုလေးဆူတောင်းတယ်ဩတို့တွေကလောဘအလျောက်တောင်းလိုက်ကြတာနော် ောဘအလျော်တော်တောင်းတာတစ်ခါကျရင်ဘုဒ္ဓကုသိုလ်ကနည်းနည်းတောင်းလိုက်တဲ့ဆုရအများကြီးလောဘကိုဥစည်းပြီးတောင်းကြလောဘဥစည်းတောင်းကြလိုချင်တာအများဆုကမတောင်းလိုက်ပြည့်မှာပဲကိုလုံးတဲ့ကံလေကံအလျောက်အကျိုးပေးမှာကိုအဲ့ဒါကိုသူကတောင်းလိုက်တဲ့ဆုတွေနဲ့လောဘဥစည်းပြီးတောင်းလိုက်တဲ့ဆုလောဘဥစည်းပြီးတောင်းလိုက်တော့မပြည့်ဘူးလားမို့တော့ကုသိုလ်အားကြီးရင်ပြည့်သွားတာဒါပေမဲ့အဲ့ဒီပြည့်တဲ့အကျိုးပေးရတယ်တန်ត្រာကိုရှေ့စေတာကို သူကဒါနကရှည်စေတာမဟုတ်ဘူးကိုယ့်ရဲ့တောင်းလိုက်တဲ့တဏှာလောဘကတန်တရားရှည်သွားတယ်ဒီကုသိုလ်ကြောင့်မလို့ဘာဖြစ်ရပါလို့ညာဖြစ်ရလို့ဘယ်ဘဝရောက်ပါညာဘဝရောက်ပါဆွတောင်းတော့ကောင်းပြီအဲ့ဒီဘဝရောက်တော့လည်းပဲမွေးမယ်ပိုမယ်နားမယ်သိမယ်အခက်မသိရင်အောက်တော်ပြန်ပြီးတော့ကြောက်ပါအောင်ပါဆိုတော့တန်တရာပူရှည်တော့လောဘအလိုလိုက်ပြီးတော့လောဘအနဲ့ဆောက်မတောင်းတော့ဘဲနဲ့လောကကထမြောက်ကြောင်းကိုအာယုံပြုပြီးတောင်းလိုက်တဲ့စုမျိုးကတော့ ဝတ္တနေတိတဝတ္တနေတိတလူလူကဝိစနီယာနေကင်လို့အောင်တောင်းလိုက်တဲ့ဆိုရင်ဒါကြောင့်လောဘမဥစည်းတော့ခုနကကုသလစ္ဆန္ဒကောင်းတဲ့စိတ်ကလေးဥစည်းပြီးတော့တောင်းလိုက်ဖြစ်တဲ့အတွက်သံသရာမရှိတော့ညောလောဘကြောင့်လူဟာဟိုအယူတစ်ပိုင်းဖြစ်တတ်တယ်လောဘကြည့်ရင်လူဟာယူတတ်တယ်ဆိုတဲ့အတိုင်းပဲလောဘရဲ့သဘောကိုဖျားလောက်ကန္နရဲ့တေကသဘောပေါက်သွားတဲ့အခါကျသူကဆူတောင်းနေဖြစ်လျာဘဝတိုင်းဘဝတိုင်းမှာလောဘဘယ်တော့မှမဖြစ်ပြရစေတော့နဲ့ဒီဆူတောင်းလေးတောင်း ရမရလေးခြေနေတယ်။အော်မဆိုးပါဘူးဒါလည်းပဲကောင်းတာပဲ။သန္တရာဟိုလောဘတွေကြောင့်ဒုက္ခရောက်တာလေညင်တာပေါ့။အဲသူ့နေရာသူမထီတော်ဘူးဆိုတော့သူကဝမ်းသာတယ်တရားမဲ့။ကောင်းပြီနောက်တစ်ပါဆူတောင်းတယ်။ငါနောက်တောင်းတဲ့ဆူတောင်းရဲ့ဆူတောင်းလေးတစ်ခုကတော့တိနေရမပိကင်ခါမီဖြစ်လျာဘဝတိုင်းဘဝတိုင်းကိုကချစ်ရတဲ့သူမဖြစ်ပြရစေနဲ့တော့မချစ်ချင်တော့ဘူး။ချစ်ချင်းတရားတွေကင်းဝေးရပါလို့ဒီလိုပဲဆူတောင်းတယ်။ ချစ်ချင်မချစ်ချင်တော့ချစ်ရတဲ့သဘောကိုဟိုကန္နာယတိဘုရားလောင်းယတိကဘလို့ကျင်တော့ကိုကချစ်ရတဲ့သူမဖြစ်ပြရစေနဲ့ဆိုတော့ကိုကအချစ်ခံရတဲ့သူဖြစ်ချင်တာလားဘုရားဟိုတနေ့ကစာလေးရေးဘူးဟောသူချစ်ကိုမရှာနဲ့ကိုချစ်ကိုမရှာနဲ့သူချစ်ကိုရှာလူတွေမှာလူတွေပြောတတ်ကြသူချစ်ကိုချစ်ကိုမရှာနဲ့သူချစ်ကိုရှာကိုချစ်ကိုရှာရင်ကိုကအလိုလိုက်ပြန်မှန်းတယ်သူချစ်ကိုရှာ ဘုညာတခါပြောပြတယ်ကလေးမလည်းအေးနေမျိုးကကိုချစ်ကိုမရှာနဲ့သူချစ်ကိုရှာဆိုတော့သူချစ်ကြီးပဲရှာတော့ကိုကမချစ်တဲ့လူကကိုကိုချစ်နေရောစိတ်ချမ်းသာပါမလားချမ်းသာတယ်။ तू ကတော့ချစ်တယ်ကိုကမချစ်ရင်လည်းပဲဒီလူကအဆင်မပြေပြန်ဘူး။ဟော तू ချစ်ကြီးပဲရှာတော့လေကိုကမချစ်ပြန်ရင်မချစ်တဲ့သူနဲ့အတူနေရရင်လည်း तू ကတော့ကိုကိုချစ်တာပဲကိုကသူ့ကိုချစ်ဘူးမချစ်တဲ့သူနဲ့အတူနေရတယ်ဒုက္ခပဲဗျာ။ဟောချစ်ရတဲ့သူနဲ့ကွဲရတာလည်းဒုက္ခမချစ်ရတဲ့သူနဲ့အတူနေရတာဒုက္ခပဲ။ ။ဒါတော့အချစ်ဆိုတာကိုချစ်ရတဲ့သူရဲ့အချစ်ကိုမရတာလည်းပဲဒုက္ခ။ကိုမချစ်ရတဲ့သူရဲ့အချစ်ကိုရတာလည်းဒုက္ခ။ဆိုတော့ဘယ်အချစ်မြတ်မကောင်းတော့ချစ်ရတာလည်းမကောင်းအချစ်ခံရတာလည်းမကောင်းချစ်ခံရတာလည်းပင်ပန်းချစ်ရတာလည်းပဲပင်ပန်းတယ်ဆိုတော့ဘုရားလောင်းကံတိုင်းကမချစ်ချင်တော့ဘူး။ချစ်ချင်တော့ဆိုမမုန်းလဲမမုန်းညာအဲ့ချစ်မမုန်းနေအချစ်အမုန်းလေးကိုရှောင်ပြီးတော့ဒီစိတ်လေးနဲ့ပဲနေတော့လဲဆိုတော့ဘုရားလောင်းကန္နာရဲ့တဲ့ ပြောလိုက်တဲ့ခါကျတော့ကြားမြင်ချင်းနဲ့ဟောတာလိုက်တာတာတို့တာတို့ခေါ်ပြီးတော့သူ့နေရာမထီတော့ဘူးဆိုရင်ပြန်တက်သွားပြောချင်တာကလူစဉ်တဘာဝဖြစ်ပြရစီလို့တောင်းတဲ့စုတွေကြားထဲမှာဩဖရာလောင်းတို့တော်ကောင်းကြီးတွေကမဖြစ်ပြစီနဲ့ဆိုတောင်းတာဆိုတန်ត្រာကိုသူ့အတူအဆက်ဖြတ်တာပဲတန်ត្រာကိုအဆက်ဖြတ်ဒါကြောင့်မို့တို့ရဲ့ဘဝမှာတရားနဲ့ပတ်သက်ပြီးတော့သိပြီးတော့မကျေမနပ်တွေဖြစ်တယ် ်ရဲဟောင်းနဲ့ပတ်သက်တိတ်ပြီးတော့အမုန်းတရားတွေဖြစ်တယ်ရဲဟောင်းနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့အလိုမကျတွေဖြစ်တယ်ဆိုရင်သူနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာမယ်တန်ត្រာကိုကိုအရှိချင်းမလားတူချင်းတာလားစဉ်းစားတန်ត្រာမရှိချင်းတော့ဘူးဆိုရင်ကိုကဖြတ်လိုက်ကိုကအင်စဖြတ်လိုက်တိတ်မုန်းနေတယ်တိတ်မစုံချင်းတော့ဘူးဘယ်တော့မှလည်းမတွေ့ချင်းတော့ဘူးဆိုရင်များများမုန်းလေများများဖြတ်နိုင်အောင်ကြိုးစားလိုက်ပဲကိုဘကမုံလို့အမုံတရားနဲ့ပြန်တော့ပြန်တန်တရာရှေ့ပြီးတော့နောက်တစ်ခါပြန်စုံအောင်ပါ ဆိုတော့အတိတ်ကဘာပဲဖြစ်ခဲ့ပြီပဲဘဝမှာလူတယောက်ကိုတိတ်ပြီးမုန်းလို့ခင်းမချေဖြစ်လို့တိတ်ပြီးခံစားရရင်ဆိုရင်မကျင်မနဲ့ဖြစ်နေတယ်ဆိုရင်သူ့ကိုဘာမှပြန်ပြီးတော့တုံ့ပြန်မနေတော့ဘဲနဲ့သူနဲ့မစုံဖြစ်အောင်ကိုကပဲကိုဖြတ်လိုက်တယ်ကိုကပဲကိုတန်မြာကိုအဆက်ဖြတ်လိုက်တယ်ကိုဖြတ်ရင်ကိုပြတ်သွားတာဒါသာအဆက်ဆိုတာကကိုဖြတ်မှပြတ်တာဒီကရန်ကြောင့်တတ္တဝါတွေတန်တရာတွေကိုလဲအောင်လုပ်ထားလဲသူများကလုပ်ထားမှာကိုကလုပ်ထားတန်တရာရှီအောင်လုပ်ထားလဲသူများကလုပ်ထားမှာကိုကရှီအောင်လုပ်ထား တန်တရာရှေအောင်လုပ်ပြီးတော့တန်တရာတူအောင်လုပ်နိုင်တာလေကိုပဲဖြစ်တဲ့အတွက်ကိုယ်တန်တရာကိုကိုကဖြတ်မှာမြတ်စွာဘုရားကတော့နာယီဝေဒနာဝေဒာနေတမ္ပန္တိတာကုတာစနအဝေဒနာစာဝေဒာနေအင်းသဓမ္မောတဏ္ဍတော်လောကမှာတဲ့အမုန်းကိုအမုန်းတရားနဲ့တုံ့ပြန်နေလို့ကတော့တဲ့အမှန်တရားနဲ့အချစ်တရားရလာမှာမဟုတ်ဘူးတဲ့ပြဿနာငြိမ်းအင်းတော့မဟုတ်ဘူးဝေယံကိုယံချင်းတုံ့ပြန်နှင်းချင်းဖြင့်ယံနေရမငြိမ်းတော့ဘူး အဝေဒနာစဝေဒာနဲ့အိသဓမ္မောသနန္တောရံကိုရံချင်း မတုံ့မသာလဲအမုန်းတရားကိုအမုန်းတရားနဲ့မတုံ့ပြန်မသာလဲရံဆိုတာငိမ့်သွားတာမကျင်တတ်လို့မကျင်တတ်ချက်နဲ့ပြန်တုတ်ပြန်သန္တရာပဲရှင်မုန်းလို့အမုန်းတရားနဲ့ပြန်တုတ်ပြန်သန္တရာပဲရှင်မှာဖြစ်တဲ့အဖြစ်သန္တရာတွေမရှိခြင်းတော့ဘူးမဆုံခြင်းတော့ဘူးဆိုရင်ကိုကပဲပြန်ပါတယ်တခါတည်းကဘဝမှာဒုတိယကိုဒီလိုနဲ့ဘယ်တော့မှမဆုံခြင်းတော့အောင်ဖြစ်သွားတာလေအများကြီးရှိတယ် ဘယ်တော့မှမစုံညင်တော့တန်တရာလည်းမစုံညင်တော့ဘူးလည်းမစုံညင်တော့ယူရီကသမီးစားဘဝလာချစ်စားခင်စားဖို့လို့ဟိုဖြစ်နေတာဘဝတိုင်းဘဝတိုင်းအတူဆုံးရဘဝလို့ဆူတောင်းကြအိမ်အောင်နဲ့ကြပြီးကလေးတယောက်နှစ်ယောက်ဆိုလူသူကြောင့်နဲ့သူကိုကြောင့်နဲ့ကိုတိပဲနောက်ဘဝဒီတကာကြီးနဲ့စုံညင်သေးလားဆိုမစုံညင်တော့လို့များတယ်နောက်တကမာကြီးကလည်းနောက်တကာကြီးနဲ့စုံညင်သေးလားဆိုမစုံညင်တော့ဘူးများဟိုသမီးစားဘဝ ိုစိတ်ဒီစိတ်နဲ့သာလေဘဝရဲဆုံရှင်နေကြပေမဲ့တကယ်တမ်းအတူလက်တွဲပြီးနေလာတဲ့အခါကျတော့ဒီဘဝတော်မှာမဖြစ်လို့နေရတာများတယ်เนาะဆိုတော့မလွယ်တော့ပါဘူးเนาะအဲ့တော့မဆုံရှင်တော့ဘူးဆိုရင်ဆုံနိုင်ခွင့်နေဖြောက်ခြင်းလဲဆိုရင်တန်တရာကိုဖြတ်ခြင်းလဲဆိုရင်ကိုကပဲဖြတ်ရပါကိုကပဲရှော့လိုက်ပါတန်တရာအမုန်းတရားဆိုတာအမုန်းတရားကိုအမုန်းတရားနဲ့တုံ့ပြန်နေတန်တရာကပိုရှည်တယ်သိပြီးတော့ချက်ချက်မုန်းလေလေသူနဲ့ကိုတန်တရာအဆက်ကိုပြတ်နိုင်အောင်ဖြတ်ရလေလေပဲ ဲ့တော့သူများကိုဖြတ်မဲ့အစားကိုကဖြတ်သူကအမိုးတရားနဲ့ပြန်တုတ်ပြန်လဲကိုကတုံ့ပြန်စရာမလိုဘူးကိုကသာကိုယ်ကိုရဲ့အမိုးတရားကိုရှော့ချပြီးတော့မေတ္တာတရားနဲ့နေကိုဖြတ်ရင်ကိုပြတ်မှာလို့ဖြစ်တဲ့အတွက်ကြောင့်အတိတ်အကြောင်းတရားတွေသိပြီးတော့တွေးပြီးတော့ကိုဆွေးမနေပါနဲ့မြောက်သေးတဲ့အနာဂတ်အနာဂတ်ကိုလည်းတွေးပြီးတော့ဆွေမှုတွေဖြစ်နေပါတယ်။ပြစ်စုံပန်တဲ့တဲ့မှားတာလည်းဘဝမှာတယောက်နဲ့တယောက် တန်တရာတဲ့စက်တွေမရှိခြင်းတော့အောင်မုံနေကြပြီဆိုရင်သူ့ကိုလည်းပဲဘာမှတုံ့ပြန်စာမလိုဘဲနဲ့ကိုယ်တန်တရာကိုကိုယ်အမုံတရာကိုညံလင်းနဲ့ရှင်ပြီးတော့ဖြတ်နိုင်အောင်ကြိုးစားအမုံပြည့်ရင်ဘဝတန်တရာအဆုံးတတ်တော့မှာပဲဆိုတော့ပစ္စုပန်တက်တဲ့ လုံဆောင်ချက်တွေဒါလည်းအနာဂတ်ရဲ့ပုံပေါ်မှုဖြစ်တဲ့အတွက်ကြောင့်အတိတ်ကိုတွေးပြီးတော့လဲဆွေးမနေပါနဲ့အတိတ်ကဘာဖြစ်ခဲ့ဖြစ်ခဲ့ဘလို့အမုံတရားတွေရှိခဲ့ရှိခဲ့အဲ့ဒီအတိတ်အဆွေးတရားနဲ့အမုံတရားကိုပစ္စုပန်အထိယူမလာပဲပစ္စုပန်မှာခဝါချအတိတ်ကအကျွေးတွေကိုတန်တရာအထိမပါသွားရအောင်ကိုယ့်ရဲ့ပစ္စုပန်တက်တယ်မှာကိုယ့်ရဲ့ကံတွေကိုကိုယ့်ရဲ့တန်တရာတွေကိုကညံနဲ့ဖြတ်ပြီးတော့တန်တရာအဆုံးထက်တတ်နိုင်အောင်ကြိုးစားနိုင်ကြတော့တော်တော်များများဖြစ်ကြပါစေဘုံတော်တည်း